တံပိုးကိုအမျိုးသမီးတွေဘလို့မျိုးမှတ်ယူထားလဲဆိုရအကြောင်းအရာကိုသိပွန်တယ်လို့အပ်တယ်။ဘာဖြစ်လို့ကျမပြောလဲဆိုတော့တချို့သောအမျိုးသမီးတွေကရွှေနဲ့ငွေနဲ့ကိုယ့်ရဲ့တံပိုးကိုတိုင်းတာလေးရှိတယ်။ရွှေရှိမှနော်ငွေရှိမှဒီအမျိုးသားကိုငါလက်ထက်မယ်။မြင်ဘူးလားကြားဘူးလားကြားဘူးတယ်နော်မြင်ဘူးတယ်နော်ဆိုတဲ့သဘောက ငါကိုချမ်းသာတဲ့သူတယောက်ကလာပြီးတော့ငွေချေးဘယ်နဲ့သိန်းနဲ့ဘယ်နဲ့တန်းနဲ့လာပြီးတော့တင်တောင်းနေဆိုရင်အိမ်နေကားတွေနဲ့တကယ်ကြွေဝမှုနဲ့တင်တောင်းနေဆိုရင်တော့ငါကဒီအမျိုးသားကိုလက်ခံမယ်လို့ပြောတဲ့အမျိုးသမီးတချို့ရှိတယ်ဆိုလို့တဲ့ဘောကသူ့ရဲ့တံပိုးကိုရွှေနဲ့သူကဖျက်လိုက်တာသူ့ရဲ့တံပိုးကိုသူကတိုက်တယ်ကားတွေနဲ့ဖျက်လိုက်တာအမေတော့မိမတဦးရဲ့အမျိုးသမီးတဦးရဲ့တံပိုးဆိုတာရွှေထက်လဲမြက်တယ်ငွေထက်လဲမြက်တယ်တိုက်တယ်ကားတွေထက်လဲမြက်တယ် ကိုတချို့ကဒေါ်လာတွေနဲ့ဖြတ်တဲ့ဈေးဖြတ်တဲ့သူကရှိသေးတယ်အဲ့တော့ကဘာနဲ့တော်တော့ကိုကိုကိုရောင်းစားတာနဲ့အတူတူပဲဒါကြောင့်မလို့အမျိုးသမီးများအိမ်အောင်ပဲရွေးချယ်တဲ့အခါမှာအထူးသဖြင့်အပြိုများပေါ့နော်အိမ်အောင်ပဲရွေးချယ်တဲ့အခါမှာရွှေငွေရှိတဲ့သူကိုပဲရွေးပြီးတော့မရှာပါနဲ့ဒီလိုပြောလိုက်လို့စင်းရဲရင်တော့နော်ဘယ်သူမှနေချင်မှာမဟုတ်ဘူးဟုတ်တယ်မလားသို့တော့အာအရေးကြီးတဲ့အရာကဆိုလိုတဲ့သဘောကငွေကို တတ်မှတ်တဲ့သူမဖြစ်စင်းနဲ့ငွေကကောင်းလာဆိုငွေကကောင်းတယ် ငွေရှိရင်ကောင်းတယ်ငွေမရှိရင်လူစိုးတစ်ခုဖြစ်လာအောင်ဒါပေမဲ့အရေးကြီးတဲ့အရာကငွေကိုတတ်မှတ်တဲ့နှလုံးသားမရှိစေဖို့ ਨੇ အရေးကြီးရာဒီအရာကိုဆိုလိုနေခြင်းဖြစ်တယ်ဒါကြောင့်မလို့အမျိုးသမီးများကိုယ့်ရဲ့တန်ဖိုးကိုရွှေငွေနဲ့ချမ်းသာကြွယ်ဝမှုနဲ့ဘယ်တော့မှမဖြတ်မိစေနဲ့ဖခင်သခင်ကိုကြောက်ရွံ့တဲ့သူကိုရွေးချယ်ပါဆရာစောကျမနဲ့တွေ့တဲ့အချိန်တုန်းကသူ့လှစာတလားမှ9000လေးရအေးမဲနော် ်ဆိုတော့ဆရာဆိုအဲ့လို9000ပဲရတယ်သူ့ရဲ့အိမ်အခြေအနေကျမသိတယ်နော်အဲငါဆရာမကြီးဒေါခင်ခင်မြိုင်ကျမရဲ့ရောက်ခမကြီးနော်သူကအဲဘယ်လိုကောင်းလဲအိမ်ကကိုပိုင်မရှိပါဘူးစစ်သားရဲ့အမျိုးသမီးဖြစ်တဲ့အတွက်ကြောင့်မလို့တန်းရမှာနော်ကျင်းကျင်းကြက်ကြက်ကလေးနဲ့နေရပါမယ်သူဟာလေတိတ်ပြီးတော့တီလန့်နဲ့ပြည့်စုံတဲ့အမျိုးသမီးဖြစ်တယ်ကျမရောက်ခမကြီးကဘလို့မျိုးအိမ်ကိုတန့်ရှင်းလောက်ထားပြီးတော့လှပအောင်သူဘလို့ပြင်ဆင်အောင်လဲဆိုတော့ तू သိတယ်စင်းရဲ ခြေအနေရှိနေပေမဲ့သူ့အိမ်ထဲကိုဝင်လိုက်တဲ့အခါမှာမင်္ဂလာရှိတယ်ရတာကြီးခံစားရတာဆိုတော့အခုဆရာအစိုးကလည်းအဲ့လိုပဲအရင်ဆင်းရဲခဲ့တယ်ဒါပေမဲ့ကျမဖခင်ကဗာပြောလဲဆိုလို့ရှိရင်ဒါတချို့တော့သိရနည်းနည်းလေးပြန်ပြီးတော့နောက်ကြောင်းပြန်ပြောမယ်ဗျာဆိုအမျိုးသမီးတွေက history ထဲလာတဲ့နော်တမိုင်းပြန်ပြောတယ်အများနဲ့ပြန်ခေါ်လေးရှိတယ်နော် history ထဲလာ အရင်တော့အတိတ်ကနော်ဒီဘေကောင်မလေးနဲ့တွဲခဲ့တာဒါလေးလည်းပြန်ပြန်ပြောလို့မရှိပါဘူးလို့ကျမတို့နော်ဆိုတော့ဟိုအဲ့တော့ပြန်ပြီးတော့ကြိတ်လိုက်တဲ့ခါမှာကျမဖခင်ကဘာပြောလဲဆိုတော့တမင်းနေကြည်စမ်းစောတီဟာမချမ်းသာပါဘူးစောတီဟာမှာတိုက်လည်းမရှိဘူးကားလည်းမရှိဘူးဒါပေမဲ့သူ့မှာရှိတဲ့အရာတစ်ခုတော့ရှိတယ်အဲ့ဒါဘာလဲဆိုတော့ဘုရားသခင်ကိုကြောက်ရွံ့ခြင်းဘုရားသခင်ကိုချစ်ခြင်းတယ်သူဆင်းရဲလည်းကိစ္စမရှိဘူးတမင်းဘုရားသခင်ကိုကြောက်ရွံ့နေသူရဲ့အတ္တတာဟာအမြဲတမ်းကောင်းစားတယ်အမျိုးသမီးအဲ့အရာနဲ့တိုင်းတာဝင်တယ်လိုအပ်တယ်နော် ဖရာသခင်ကိုကြောက်ရွံ့တက်မှာတင့်ရဲ့အတ္တထဲမှာတစ္ဆာရှိစွာနဲ့ပေါင်းတင်မှာရွှေငွေတွေအများကြီးကိုလက်စုပ်လက်ကန်ရထားပြီးတော့မှတစ္ဆာမရှိတဲ့သူဖရာကိုမချစ်မနစ်တတ်တဲ့သူကတင့်ပေါ်မှာလည်းတစ္ဆာရှိမှာမဟုတ်ဘူးတင့်ကိုလည်းကြောက်ရွံ့ယူတင်မှာမဟုတ်ဘူးတင့်ရဲ့အတ္တထဲမှာလည်းကောင်းမွန်တဲ့မေတ္တာကိုပြနိုင်မဲ့သူတယောက်မဟုတ်ဘူးဒါကြောင့်အမျိုးသမီးများတက်တချက်ကိုယ့်ရဲ့အတ္တကိုရွှေငွေနဲ့တံမိုးမဖြစ်နဲ့အာမင်နောက်တစ်ခုတစ်ချက်ကကြတော့ပညာရင်းနဲ့တံမိုးဖြစ်တယ် အဲပညာတက်ပြီဆိုလို့ရှင်ငါမငါဆိုပြီးတော့မာနတက်ပြီးတော့တလုံးပါလုံးကို तू လှုပ်ကြွေးတာတူလို့ပဲတမိုးဖြတ်တဲ့အမျိုးသမီးတွေလည်းရှိကြတယ်။ तू ယူရတဲ့အမျိုးအမျိုးသားဆိုလို့ရှင်လေဆိုပါစို့အာတချို့သောသူတွေကဆရာဝန်ဖြစ်တယ်ဆိုပါလို့ဆိုအမျိုးသမီးက तू ကတစ်ဖက်ကလာတဲ့ပညာရေး level တန်းမှာအရန်တော်တဲ့သူဆိုရင်တော့မှ तू လောက်ဆရာဝန်အရာမှာအမှတ်မကောင်းရင်စိတ်မဝင်စားပြန်ဘူး။ မြင်ဘူးလားဒါမမြင်ဘူးညကျွန်မမြင်ဘူးလို့ပြောတာဟုတ်ပြီနော်ဆိုတော့တဘကအယံပညာရေးကိုပဲပထမထားပြီးတော့သူ့ကိုယ်သူတံပိုးဖြတ်တဲ့အခါမှာလူတွေအားလုံးကိုကြည့်တဲ့အမြင်ကမှားလာတယ်ဆိုတော့အမျိုးသမီးများပညာရေးဆိုတာသင်ရမယ်အခုနရွှေဆိုတာငွေဆိုတာလိုအပ်တယ် နော်ဆူဆောင်းရမှာမှန်တယ်ဒါပေမဲ့မတက်မမိစေနဲ့ပညာရေးဆိုတာလည်းကောင်းတယ်ဒါပေမဲ့ပညာကုန်မမောက်မိစေနဲ့ဒီအရာကိုပြောနေတာမဟုတ်ဘူးဆိုလို့ရှိရင်ယုံကြည်သူဖြစ်လက်ကစားဆွဲလန်းမှုတံပိုးထားတတ်တဲ့အရာကလွဲနေတဲ့အခါမှာကျွန်တော်တို့တက်တာထဲမှာကြဆင်းစရာ